ခံမှန်းဖို့အတွက်အခုကအချက်တည်းက၄ခုရှိတယ်။တစ်ခုကပါလဲဆိုတော့စနစ်အဟောင်းကနေအစ်စ်ကိုပြောင်းတဲ့ဟာမှာအဲ့ဒီဟောပေါ့ချောမွေမှုဖြစ်တဲ့အတွက်ကြောင့်ပေါ့အဲ့ဒါဘယ်လောက်အချိန်ပေးရမလဲမသိဘူး။အဲ့ဒါတစ်ချက်။နောက်တစ်ချက်ကကြတော့မတို့အခုမေဇက်ပြဿနာပေါ့နော်။မေဇက်ပြဿနာအခုကြည့်မပြေကျိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီသမောရီယာအလုပ်သမားတွေရဲ့လိုအပ်တဲ့အာနေရာကိုသူတို့အနေနဲ့အစားထိုးနိုင်မထိုးနိုင်ဘူးသူတို့ကချိန်ရမှာ။ ချိန်ပြီးတော့မှသူတို့ကဆုံးဖြတ်တဲ့သူချမှာအဲ့ဒါလည်းတကူနောက်ပြီးတော့ဒီဟာမေတော်ဟုတ်ကဲ့မိဖုရားကြီးကတန်တော်နိုင်ရဆန်သွားတာပေါ့နော်အဲ့ဒီဟာကြောင့်လည်းဒါလည်းဟိုပါပေါ့စိတ်တပိုင်းပေါ့နော်ဟိုဟိုပတ်သက်လာတယ်ပေါ့သူကအဲ့လိုအချက်တွေဖြစ်နေရတဲ့တောင်မလို့ဘယ်နည်းဘယ်ရောက်လုံမယ်ဆိုတာမျိုးကဘလုံးမဟုတ်ဟိုခံမှန်းဖို့ကခက်တယ်အဓိကအရေးကြီးတာကတော့ဒီအကြောင်းကြောင့်ဒီကိုလာပြီးတော့ဟိုဒီဟာလုံမယ်ဆိုပြီးတော့ အကြောင်းကြောင်းနဲ့ရတဲ့လီဂါပြုံးဆောင်ဝင်လာရောက်နေတဲ့လူတွေအတွက်ကတော့သတိထားပြီးတော့နေထိုင်စားသောက်အဲ့လိုမျိုးဝင်ဖြစ်ရမှာအခုအအစ်စ်ပြန်ပြီးဝင်ပေးတဲ့ကာလအတော်တင်မှာဒါပေမဲ့ခုမှတော့အလုတ်ရှင်ပိုပါရီတာရောအကုန်လုံးရှားတာနိုင်ကောင်းတယ်အာပွဲသားတွေဆိုလို့ရှိရင်လည်းသိချရတဲ့ပွဲသားပေါ့ကွာအဲအဲ့လိုပဲကိုရပြောလို့ရတယ်ဘလူအကြက်ကြီးတွေအခက်ခဲတွေကြောင့်ထပ်ပြီးသားစင်စယ်ပြောင်းလဲရတယ် လုတ်ပေးမယ်ဆိုပြီးမှပြန်လဲရုပ်သိမ်းရလဲဆိုတာထိုင်းဆိုရမှာဒေးကြံ့နံ့ကြက်အခြေအနေရှိမယ်ထုတ်ပြောတာကတော့နေဆိုင်ရေးရာပရိခာတွေကြောင့်လို့ပြောတာကမ္ဘောဒီးယားကို highlight လုပ်တယ်ဒါပေမဲ့ထုတ်မပြောတဲ့အခြားအကြက်တီးရတော့ထိုင်းမြန်မာနယ်စပ်ကနေပြီးတော့ကျမ်းဝင်နယ်စပ်ဖြတ်ကျော်မှုတွေတိုးမြင့်များပြားလာတာတခု နောက်ကြားဖြန့်ကြားဖြန့်နေနေရေးကိုတရုတ်ရဲ့ဖိအားကြောင့်ထိုင်းရောမြန်မာရော တကယ်ပဲဖြစ်စီခန်းဆောင်ပန်းဆောင်ဝဲဖြစ်စီအကောင့်ထဲပေါ်နေရတာဖြစ်တာအတွက်ကြောင့်မြန်မာနယ်စပ်ကနေထိုင်းနယ်ကိုဝင်လာမဲ့ကြားဖြန့်ဂိုင်းသားတွေအန်နေဖိထွက်ဆူချိုးတွေကိုလည်းထိုင်းဆူရချိုးတင်ပြင်ပုံရတယ်နံပါတ်1ကမ္ဘောဒီးယားကိုလက်ညှိုးထိုးတယ်နံပါတ်2မြန်မာဘက်ကိုလက်ညှိုးထိုးတယ်နံပါတ်3ထိုင်းနိုင်ငံထဲမှာရှိတဲ့တရားမဝင်နိုင်ငံသားတွေကထိုင်းနိုင်ငံသားတွေရဲ့အလုပ်တွေလူလုပ်တယ်လို့လက်ညှိုးထိုးတယ်နံပါတ်4အဲ့တရားမဝင်နိုင်ငံသား တည်တဲ့ကနေပြီးတော့ရင်းနှီးမြုပ်နှံမှုရှိတဲ့အရင်းနှီးရှိတဲ့ဒါကတော့ဖြစ်ပြောလို့သာမဟုတ်တဲ့တော့ဗောနော်ဖြစ်ပြောလို့သာမဟုတ်တဲ့အရင်းနှီးရှိတဲ့ငွေရှင်ကြီးရှင်တွေကထိုင်းနိုင်ငံသားတွေနဲ့ဆက်ဆက်လုပ်ပြီးတော့ထိုင်းနိုင်ငံရဲ့ကုန်သွယ်စီးပွားလုပ်ငန်းတွေကိုပြန်ဆိုင်လုပ်ကင်လာတယ်ရင်းနှီးလုပ်ကင်လာတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကစီစစ်ဖန်ဆီးရေးမှုတွေလုပ်တယ်အဲ့ဒါတွေအားလုံးပေါင်းယုံလိုက်ပြောခါကြတော့ထိုင်းနိုင်ငံရဲ့အမျိုးသားရေးချိန်ဆောင်မှုပုံစံမျိုးအမျိုးသားရေးချိန်ခေါ်မှုပုံစံဖြစ်လာတဲ့ခါကြတော့ ရှားတော့ရှားပါဘယ်တုန်းကမှမကြဘူးတဲ့အခြေအနေတစ်ခုတည်းမဟုတ်အခြေအနေ၄၅၆ခု ပေါင်းယုံဖြစ်ပေါ်လာပြီးတော့ဒီလောက်အကျိုးမြတ်ကြီးတဲ့ထိုင်းဆိုးရအတွက်ဝင်ငွေတွေအများကြီးတိုးတဲ့တရားဝင်နိုင်ငံသားများအထောက်အထားလုပ်ပေးစီမံကိန်းစီမံချက်ကိုခိတ္တရဆိုင်ဟပ်လိုက်ပေးလိုက်ရတာဖြစ်တယ်လို့သဘောပေါက်တယ်အဲ့အတွက်ဘယ်တော့လောက်ပြန်ဖွင့်မယ်ဆိုတာကတော့မှန်းလို့မရပါနဲ့ဒီလုပ်ငန်းရှင်ကတော့ထွက်လာမှာပဲ ကျွန်တော်တို့လာ easy easy visa ဖြစ်တယ်ဗျာ easy visa ဖြစ်တဲ့အတွက်ကြောင့် easy ကသူတို့တရားလုပ်ငန်းလုပ်ခွင့်မရှိဘူးဆိုတော့လည်းရှိရဗျာအဲ့တော့ကျွန်တော်တို့ကခုကကကျောင်းဝပြီးပြီဒါပေမဲ့ easy visa ကိုတနေ့တနေ့ထပ်တိုးလိုက်တယ်အဲအဲ့ဒါကိုကျွန်တော်တို့ကခုကဘတ်ဘတ်တင်မှုစောင့်နေပေါ့အဲ့ဒါနဲ့ဘတ်တင်မယ်လုပ်ငန်းခွင့်ပြောင်းမယ်ပေါ့လေလုပ်ငန်းလုပ်မယ်အဲ့လိုတွေးရပေါ့အဲခုဖြစ်ရှင်တော့သူတို့အဲ့လိုပိတ်သွားတယ်ဆိုတော့လုတ်သွားရှောင်ရင်လည်းအများစုကမေးတယ်ဘာမှမရှိလား ပါလဲညာလဲဆိုတာစလာတော့လုတ်ကလည်းလုံမရအဲ့တော့တနစ်တိုးထားလဲဒီအိုင်းမဲ့နေကိုယ့်အကူလေးလာတဲ့ဆရာလေးလာအဲ့လောက်ပဲလုံလို့ရတာဒါပေမဲ့ကိုတော့ဝင်ငွေကြတော့ခက်ခဲရပါလိမ့်